မန္တလေးမှာဒီကနေ့ဧပြီ23ရက်မနက်ပိုင်းကငလင်လှုပ်ခတ်ခဲ့ရာနေမနေထိုင်သူတချို့လမ်းပေါ်ထွက်ပြေးခဲ့ရတယ်လို့မြို့ကန်တွေကပြောပါရယ်ဧပြီ23ရက်တကြံအကျိုးနေ့မနက်9:00နာရီခန့်မှာငလင်လှုပ်ခတ်ခဲ့ပြီးတိတိတသာခံစားခဲ့ရတယ်လို့မန္တလေးမြို့ကန်တအုပ်ကပြောပါရယ်နောက်ဆက်တွဲငလင်ထဲမှာအခုမနက်လှုပ်တာကအကျဉ်းဆုံးဖြစ်မယ်ရှင်းလင်းနေတဲ့နေရာမှာလိုက်ကြည့်နေတော့ထွက်ကိုပြေးရတယ်အလုသမားတွေလည်းထွက်ပြေးဖို့အဆောက်အုံကြီးကိုရမ်းခါသွားတယ်လို့မန္တလေးမြို့ကန်တအုပ်ကပြောပါရယ် ငလင်းတန်ကိုမြင်းမှုတောင်ကြီးကြောက်ပတောင်ပြင်ဦးလွင်မုံရွာပြင်မနာမီမြို့ဝမ်တွင်အစရှိတဲ့နေရာတွေမှာလည်းခန်းစားခဲ့ရတယ်လို့မြို့ကန်တချို့ကပြောပါရယ်ဒီတခါလှောက်တာကဒုံးဆိုပြီးအတံမပေးဘူးအင်ကိုကင်ပေါက်နေတယ်လို့လှောက်တာအတော်ကျန်းနေလို့ဝမ်တွင်မြို့ကန်တအုပ်ကလူမှုကွန်ရက်မှာရေးသားထားပါရယ်ဝမ်တွင်မြို့ရဲ့အရှိမျောက်ဖက်ကိုမိုင်ကန်အကွာကိုဗဟိုပြုပြီး ဧပြီ23ရက်မနက်7:54မိနစ်59စက္ကန့်မှာအနက်20ကီလိုမီတာအင်အားရစ်တာစကေ9တက်သမ5ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်သွားကြောင်းနဲ့မလ28ရက်အင်အားပြင်းငလင်းကြီးလှုပ်ခတ်မှုအပြီးမှာဧပြီ23ရက်မနက်9:00အထိနောက်ဆက်တွဲငလင်း128ကြိမ်လှုပ်ခတ်ထားတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်